ကချင်ပြည်နယ်ဖက်ကမ်းမြို့နယ်မော်စီစာကျေးရွာအုပ်စုမလောင်ကျေးရွာမှာဒီဇင်ဘာလ၈ရက်နေ့မနက်ပိုင်းကကျေးရွာအတွင်လက်နက်ကြီးကြားရောက်ပောက်ကွေးမှုကြောင့်မိသားစုဝင်၃ဦးတေဆုံးခဲ့တယ်လို့ဒေသခံတွေထံကနေသိရပါဗျ။မလောင်ကျေးရွာအတွင်းလက်နက်ကြီးကြားရောက်ပောက်ကွေးခဲ့မှုကြောင့်နေအိမ်နှလုံးပျက်စီးခဲ့ပြီးမိသားစုဝင်၃ဦးတေဆုံးခဲ့ကာလသားအွယ်ကလေးငယ်မှာထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့အနီးနားရှိဒေသခံတအူးကပြောပါရယ် မလောင်နားမှာတော့တိုက်ပွေးတံမကြလိုက်ရဘူးလက်နက်ကြီးတွေကတော့အပြန်အလှန်လမ်းထူးကြတာမနက်ပိုင်းကလက်နက်ကြီးကြကွေးခဲ့တယ်လူနေအိမ်ပေါ်တဲတဲကြခဲ့တာလင်မယားနှစ်ယောက်လုံးတည်သွားခဲ့တယ်တားလက်တစ်ယောက်လည်းတည်သွားတယ်အငေဆုံးလှသားကလေးကတော့ပကတ်ထင်းမှာပဲဆိုတော့ထိခိုက်ဒဏ်ရာလောက်ပဲရခဲ့တယ်လို့၎င်းကပြောပါတယ်အခုလူတိုက်ပွေးတွေရဲ့အကျိုးဆက်တွေကိုခန်းစားနေရတဲ့ပြည်သူတွေအနေနဲ့လွန်စွာဝန်နေမိကြောင်းတိုက်ပွေးတွေကိုဆက်လက်မဖြစ်ပွားစေရန်အတွက်လေမျောလင့်နေတယ်လို့မိုစီစာကျေးရွာနေဒေသခံတအူးကပြောပါတယ် တိုက်ပွဲတွေကြောင့်နေ့တိုင်းလူလူကိုဒေတာခံပြည်သူတွေတေဆုံနေရတယ်။ဒါတွေကတိုက်ပွဲတွေကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေပါပဲ။အိမ်ထဲနေရင်တောင်မှလုံခြုံမှုကမရှိတော့ဘူး။ဒါကြောင့်တိုက်ပွဲတွေမဖြစ်ဖို့ပဲမျှော်လင့်နေလို့၎င်းကပြောပါရယ်။အဆိုပါတေဆုံမှုကြောင့်အသက်၄၀နှစ်အရွယ်လင်မယားနှစ်ဦးအပါအဝင်အသက်၃၀နှစ်အရွယ်ကလေးငယ်တအူတေဆုံခဲ့တယ်လို့သိရပါရယ်။